မမဟုတ်ဘူးဆိုပြီးတရားနာပြီးတော့ဩရိတထံတအားပြီးဩရိတကြီးဩရိတကြီးအမေဆိုင်ပါအိုးဆိုင်ပါဦးခဏလေးဆိုင်လိုက်ပါအိုးအထဲကြီးဘယ်လိုဩရိတကြီးရဲ့ကလေးကလေးရောကလေးအမေနဲ့တော့လေးနဲ့ခမားကဩရိထဲ့ပြီးမိတိုက်လိုက်ဆိုလို့ကိစ္စပြီးပြီတဲ့ဟေးကိုဇိုးလည်းပါဖြင့်လား ตายเอลูกเอ๋ยหาวเอ๋ยเบลงงูตะนาแม่ลูกจี้สรงงูนี่บาตะนาตะนาเสียไม่ရှိတဲ့ลูกจี้ခင်ဗျားတို့လည်းตะนามาမဟုတ်ပါဘူးตัดดาတော့သူများသေအောင်ตัดดาအခုဘယ်သူသေသွားတော့သူသားအရင်သေသွားအဲ့ဒီလိုตาအရင်သေသွားတော့ဘာပြောကောင်းမလဲပြိဿရေအတော်လေးယောဂဝေဒနာခံစားလာရဲ့ ထမင်းလည်းမစားဘူးအဲ့လိုလည်းမပြောဘူးခုနင်းကတည်တခြင်းလို့တတ်နေတဲ့သူတားလို့ခေါ်ပြီးထားတဲ့တတ်လို့မသေးတဲ့ကလေးစကားမပြောဘူးပြောရလားပြိဿကြီးစကားမပြောဘူးဒီလိုစကားမပြောဘဲနဲ့နေပြီးတော့လာလိုက်တာ နာမည်လေးကလည်းမှဲ့ထားတယ်ကျုပ်ကမဖော်ခြင်းပဲဖော်လိုက်ရမှာမဖော်ပဲဟောဖြစ်မလားဇာတ်ကြောင်းကပြန်ညင်တာကိုပြိဿနာမည်လေးကတော့ဂောသကာတဲ့ပြိသနာမည်လေးကဘယ်သူတဲ့ဆုံးပြိသအဲဂောသကကိုစကားပြောသေးရလားပြောဘူးမပြောပဲနေလာခဲ့ကလေးကတဖြည်းဖြည်းနဲ့အရွယ်ရောက်လူပြိုပေါက်လေးဖြစ်လာမဖြစ်ဘူးဒီကောင်တော့သိအောင်တတ် တတ်မဒင်းမသိသည်မငါမအေးဘူးငါမအေးဘူးဒင်းကနှက်ခတ်နဲ့မွေးဖွားတဲ့ကောင်တထည့်ဖြစ်မယ်ဆိုတဲ့ကလေးဟာသင်ငါပစ္စည်းတွေငါသေးသောအခါသင်ရပြီးတော့ငါသားရင်သင်အောင်လုပ်ခဲ့တဲ့ကောင်ဒင်းကိုဖြစ်ငါတထည့်မဖြစ်လို့ဘူးခိုင်းမြရောဟေးဟေးသားကောဒကခမညာလာအောင်ွက်ကြည့်ကိုအဖေခိုင်းမြရှိလို့ ဟုတ်ကဲ့ခိုင်းပါဘူးပြေရော့တမစာရွာငယ်တစ်ခုမှာလေဟိုတထေးတယောက်ရှိခဲ့တထေးတယောက်ရှိတယ်ကြားလားအဲ့ဒီတထေးအိမ်ကိုမင်းထမင်းဝင်စားတထေးအိမ်ကိုထမင်းစားငန်းလေးရေးနှီးတယ်မင်းအမှုလို့ယောက်ျားတယောက်ရဲ့အိမ်ကိုဒီစားတော့ပေးလိုက်သူရဲ့ဟို ကျွေမွေထားတဲ့အပိုင်တွေကပေါ့လေအဲ့ဒီအမှုလောက်ယောက်ျားထံကိုဒီစာသွားပေးမင်းထမင်းစားတာကတော့အဲ့ဒီရွာငယ်ကတထေးအိမ်ဝင်စားဘာပြောတာကြားလားဟုတ်ကဲ့ကောင်းပါပြီနေ ਉ ငါထုတ်ပေးလိုက်ပဆိုးအစွန်မှာစာရွက်ကလေးထုတ်ပေးလိုက်ဟိုမှာစကားထည့်ပြီးသားအမှုလောက်ယောက်ျားထံမှာဒီကောင်ရဲ့စာကိုတွေ့လို့ရှိရဖြင့်စာက ေအောင်တတ်ပြစ်လိုက်လို့ရေးတဲ့စာပေးသားတေအောင်အသက်ခိုင်းနေစာမှန်လည်းမသိဘာမှလည်းမသိစာကလည်းတလုံးမှမတတ်ငယ်ငယ်ကလေးကသူ့ပညာသင်မပေးဘူးသူ့သားအရင်သားပညာသင်ပေးစာကလုံးဝမတတ်အဲ့ဒီတော့ကအသုံးလုံးကမရှိတော့လဲကွာကြကုန်တာပေါ့လေလူပြောပေါက်ရောက်လာတော့လဲစာမတတ်တတ်ကြလားပြိဿမတတ်တော့စာလေးပစိုးစုံချီးပြီးတော့ထွက်သွားလိုက်တာ ဘယ်သူမှမပြနဲ့ဒီစာဦးမှားလိုက်မှားလိုက်ပေမဲ့လို့ကျုံအမှုလို့တတ်မဲ့အိမ်သူကအရင်မသွားပြေဘူးတထေအိမ်ဝင်ရောတထေအိမ်ဝင်တော့တရားနာပြိတ်တက်ကြီးဘုကထမင်းကျွေးကောသံပြီတထေကြီးရဲ့သားဆိုတာလဲသိရောဟာနာမိတ်ဆွေကြီးရဲ့သားပဲ ဟဲ့ကျွန်မခြေအောင်ဆေးပေးပြင်းခက်ဝဲဝဲစင်နေကလေးကျွေးကျွေးတော့အဲ့ဒီရွာငယ်ကတထေးသမီးကလည်းကျွန်မသူ့ရှိမလာတော့လှမ်းခေါ်လိုက်ညီအပြင်းမဲ့ဘာလို့ကြာကြီးနေတာတို့မရှိဘာလို့မလာတာတို့အိုးမမကလည်းမလားသူကိုတံပီပီကတထေးကြီးရဲ့ตาရောက်နေလို့လာဆောင်မငုံမရဲ့ကြည်စမ်းပါဦး လောကသူ့လောက်လှတာတွေ့ဘူးပါဘူးတိတ်လှတယ်မမရဲ့ဟမ်ဟေးလှတယ်လို့ပါဇက်ကရင်ပြောနော်ဘာလို့မမရဲ့ဘာပြောတာဘာပြောရမလဲတထေးသားနော်ဒီကငါအိမ်မှာအစီကံမနော်လှတယ်ဆိုတာပါဇက်ကရင်ပြောငါကြည့်ကိုမကြည့်ရသေးဘူးစိတ်ကံများမဖောက်ပြန်လိုက်လေနဲ့ အမလီမမရဲ့မမိတဲ့ပန်းတုံးခုလို့မလှမ်းရပါဘူးကဲကဲကဲလာလိုက်ခင်မမသဘောညာကြည်စားအားရပါရဟိုကအိတ်နေအိတ်နေတော့သွားကြည့်တယ်ထေးသမီးမျက်နှာလေးလည်းမြင်လိုက်ရောဟေးလာလိုက်လေချင်းမျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့ကလည်းပြေစုံလိုက်တာတူတော်လေလေသူ့ကြည့်ရ မလီဆင်းရဲသားရဲ့သားသမီးကြလို့ပေးလိုက်တဲ့ပုံမိုးများမဆိုးတဲ့အထုံးကြီးလုပ်ပြီးထုံလာထုံလာရဲ့တထေးသမီးကတိတ်တိတ်မသိအောင်မနိုးအောင်မနိုးအောင်စာကလေးဖြည့်ကြည့်လိုက်တော့ဟောတော့မလီဒုက္ခကိုယ်တံပီးတထေးကြီးရဲ့ตาအရင်မဟုတ်ပါလား သူ့အသက်သေအောင်တတ်ဖို့ရေးတဲ့စာသူ့အပေးခိုင်းစာလည်းတတ်မထင်ပါပလိပဲတတ်မလဲမွေးစားတဲ့သားသေချောင်းကျန်လာတဲ့ကိစ္စမသေးတာတွေလည်းပဲစာထဲမှာထည့်ရေးလိုက်သူ့ရဲ့အမှုလို့ယောက်ကြားထံဒီကောင်လာရင်တတ်လိုက်တော့ဆိုတဲ့စာသူ့ခမရမသိရှာပါလားတန်တားလိုက်လေချင်းဘုံကန်းရှိတဲ့ ယောက်ျားနဲ့တူပါရဲ့ဒီကိစ္စဒီစာငါပြန်ရေးမှတော်တော့မထင်နဲ့စာပြန်ရေးပြေးလာကြီးစာကိုပြင်ရေးတာเนาะခုခေတ်လဲစာပြင်နေရှိကြရှိဦးလားပြေးသားကြီးစာကလည်းကိုရေးတဲ့စာမှကိုသိတာသူများရေးတဲ့စာမသိဘူးပြေးသားကြီးသူများရေးတဲ့စာသိပါမလားအဲ့ချင် ပေးတာကြီးသူများရေးတဲ့စာသိရဲ့လားသိပါဘူးခင်ဗျအင်းအင်းလောက်ပါအဲ့ဒီတိုင်းလောက်ပါဖိုးသူတော့ဇာဖိုးသူတော်မှသိဘသူစာဘသူမှသိခင်ဗျတော့ဖိုးသူတော်လားဖိုးသူတော်ဇာဖိုးသူတော်မှသိမှာပေါ့ကိုမဖိုးသူတော်မှဘယ်ပဲသိလိမ့်ပြန်လာရှေးတုန်းကဟိုဘုန်းကြီးเจ้าမှာဖိုးသူတော်နှစ်ယောက်ရှိတယ် ဘုသူတော်တယောက်ကဘာလုပ်တုံးဆိုတော့ထမကြောက်တွေကိုရင်เจ้าသားတွေကပူတာတွေအဲ့ဒါတွေလှမ်းလှမ်းပြီးတော့ရောင်းစားတနေ့တနေ့ကြတော့တရားနာပရိသတ်ကြီးအဲ့ဒီဘုသူတော်ယောဂအသေးတန်ဖြစ်အဲ့ဒါဘုသူတော်ဘာဖြစ်တုံးယောဂအသေးတန်ဖြစ်ယောဂအသေးတန်ဖြစ်တော့ကျန်တဲ့ဘုသူတော်တယောက်ကိုသွားသူရှင်မျိုးတွေသွားခေါ်ကြည့်ဒီကောင်သေးတော့မှာအခေါ်ခိုင်းရင်တရားနာပရိသတ်အဲ့ဒီယောဂဖြစ်တဲ့ဘုသူတော်ကသေရော တေတော့ရှောက်ရှာလိုက်တော့ငွေ30နဲ့စာရွက်တရွက်တွေ့စာရွက်ထဲဘုံကြီးဖတ်ကြည့်လိုက်တော့ထသောရာဇာတုံဒတ်သမုဏိတုတ်ထာတတိယဒါလေးတွေ့ဘုံကြီးစာကြံညထသောအင်းထသောပါဠိမဟုတ်အနဲ့မဟုတ်နဲ့ကိုယ့်ရဲ့ကာယတွေထသောရဲ့ရှေ့ကိုအတိတ်ပဲဘာမှထွက်မရဘူး ထာသောရာဇာသုံဒတ္တမုဏိသုဒ္ဓတရေယထာသောခေါင်းကြီးတွေခေါင်းချင်းဆိုင်ပြန်လာပြီဟိုသူတော်ကရှင်ပြောတော့ဘာတော့ဗျာအာမင်းတို့ချင်းတို့သိချင်းသိမှာပါကွာဒီမှာစာရေးထားခဲ့ဘာဒီမှာလည်းမသိဘူးပေးတော့မှာဗျာထာသောရာဇာသုံဒတ္တမုဏိသုဒ္ဓတရေယဟာဒါသေရန်စာပဲဗျာအေးအေးမင်းတို့ချင်းတော့ဟုတ်ပါဘူးကဲသေရန်စာကလည်းပြောအောင်ကွာ ဒီလိုဖရတဲ့ရေးထားပုံကထသောရသာတုံတတ်တမုဏိသုတ်တာတရေရထကတော့ထပဲဖတ်ပါဗျာတဲ့ထချင်သူအေးကောင်းပြီတောကိုခြံပစ်ခဲ့ဗျာသူ့ကြော်ပြီးတော့ရာဇာသွားလိုက်ဒါတိဟဂရိကနီးဗျာအမေနေဟာအမေဘုန်းကြီးတွေကခုံကြော်ပြီးတော့ရာဇာသွားလိုက်ဖရတဲ့ရာဇာဆိုတာမင်းဖရခုနကထနဲ့မင်းနဲ့ပေါင်းတော့ထမင်းဖရအင်းအဟုတ်ဟေ့ စောစောကခြံပြစ်ခဲ့တဲ့ဟာကိုပြန်ပြီးကောက်လိုက်တော့ဖရတဲ့အဲ့ဒါကိုးချောင်းနဲ့တွေ့တော့6ဖရာထာနမင်းနဲ့6နဲ့ပေါင်းတော့သမင်း6ဖရတဲ့ဟိုမနေဟာနောက်ပုံထတ်တာကကိုးချောင်းနဲ့ဒါငွေ30ပါဖရတဲ့ရှင်များတို့ခုနကပြတယ်10တန်းတွေ့အဲ့ဒီငွေ30ဖရသမင်းကြောင့်လှမ်းရတဲ့ငွေ30ပါဖရတဲ့อืมဟုတ်ဟာထာတော့ရစာတုံတတ်တာသမင်းကြောင့်လှမ်းရတဲ့ငွေ30ပါဖရ မုနိဖျားတယ်မုနိကသူ့နမမိနုဖျားမင်းဟုတ်ပါအင်း